င်္ဂလာပါခင်ဗျရှင်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာစကိုင်းငလင်ကြီးလှုပ်ကပ်သွားပြီးတဲ့နောက်ဘီလက်မြေတအိတ်ကိုငွေကျပ်4000ကျော်သွားတဲ့အချိန်အကြံဖတ်ဒုတိယစစ်ကောင်းဆောင်စိုးဝင်းကဘီလက်မြေတအိတ်ကိုငွေကျပ်18000နဲ့ရောင်းရမယ်ဆိုပြီးအမိတ်ပေးလိုက်ပြန်လို့တစ်ဖက်မှာလည်းဘီလက်မြေတွေကိုအမျက်တင်ရောင်းချမှုနဲ့စိုင်ပေါင်း62စိုင်နဲ့အတူပိုင်ရှင်10ဦးကိုပါစစ်ကောင်စီကဖမ်းဆီးထားတယ်ဆိုပါတယ် မကွေးတိုင်းကမ္ဘာမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့ရင်းနှီးသား yes camp ကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်မှုအတွေ့ yes camp မှုနဲ့အဖွဲ့ဟာလက်နက်ချမယ်ပြောပြီးထွက်ပြေးသွားကြသလိုရဲတအုပ်ကိုသာအရှင်ဖမ်းဆီးရမိထားပြီးသူနဲ့အတူလက်နက်ခဲယံကားနဲ့ဆိုင်ကတွေကိုပါဒေါ်လန်ရေးတပ်တွေကသိမ်းဆီးရရှိထားတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ခုပြောဆိုတင်ဆက်ပေးခြင်းတဲ့တင်ကတော့မြန်မာနိုင်ငံမှာစကိုင်းငလင်ကြီးလှုပ်ခတ်သွားပြီးတဲ့နောက် ဘီလက်မြေတအိတ်ကိုငွေကျ4000ကျော်သွားတဲ့အချိန်အကြံဖတ်ဒုတိယစစ်ကောင်းဆောင်စိုးဝင်းကဘီလက်မြေတအိတ်ကိုငွေကျ18000နဲ့ရောင်းရမယ်ဆိုပြီးအမိန့်ပေးလိုက်ပြန်တယ်လို့တစ်ဖက်မှာလေဘီလက်မြေတွေကိုအမျက်တင်ရောင်းချမှုနဲ့စိုင်ပေါင်း62စိုင်နဲ့အတူပိုင်ရှင်၈ဦးကိုပါစစ်ကောင်းစီကဖမ်းဆီးထားတယ်လို့သိရပါတယ်လက်ရှိမြန်မာနိုင်ငံမှာစကိုင်းငလင်ကြီးလှုပ်ခတ်သွားပြီးတဲ့နောက်အဆောင်အုံပြိုကျပျက်စီးမှုတွေများပြားနေတဲ့အချိန်တစ်ဖက်မှာပြန်လည်ပြုပြင်တည်ဆောက်မှုတွေမှာအသုံးပြုရမယ့်ဘီလက်မြေပေါက်ဈေးတွေဟာဈေးကွက်ထဲမှာမြင့်တက်လာနေပြီး ဈေးကွက်ပေါက်ဈေးမှာနေပြီးလက်မြစ်တိတ်ကိုငွေကျ4000ကျော်အထိမြင့်တက်လာတယ်လို့သိရပါတယ်။အဲ့ဒီအတွက်အကြဖတ်ဒုတိယစစ်ကောင်းဆောင်ဆိုဝင်းကယမန်နေ့ကပြုတ်လုတဲ့နေပြည်တော်စစ်ကောင်းစီအစည်းအဝေးမှာပြီးလက်မြစ်တိတ်ကိုငွေကျ18000နဲ့သာရောင်းရမယ်ဆိုပြီးအမိန်ပေးလိုက်တာဖြစ်တယ်လို့သိရပါတယ်။လက်ရှိပြည်တွင်းမှာတော့ပြီးလက်မြစ်စက်ယုံ6ခုသာရှိတဲ့အထက်ကပြီးလက်မြစ်စက်ယုံ6ခုပဲလေပတ်နိုင်တယ်လို့တရက်ကမှပြီးလက်မြစ်အိတ်ပေါင်း3သိန်းကျော်လောက်သာထုတ်နိုင်တဲ့အတွက် မြေပြင်ကဈေးကွက်ထဲမှာလက်ရှိငလင်တန်းရောက်ဘီလက်မြေဝယ်ယူတဲ့သူများပြားနေပြီးတချို့ဆိုင်တွေဆိုပစ္စည်းပြက်လက်မှုတွေပါဖြစ်နေတဲ့အတွက်ပစ္စည်းလိုတဲ့သူတွေကပေါက်ဈေးထက်ကိုပိုပေးပြီးဝယ်နေတာတော့လိုတဲ့လောက်မရတာကြောင့်ဈေးတွေလည်းမတရားမြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာတော့ဈေးကွက်ထဲမှာဘီလက်မြေတစ်အိတ်ကိုငွေကျပ်4000ကျော်နေပြီမဲ့ဆိုင်တွေအနေနဲ့ကတော့ဘီလက်မြေတစ်အိတ်ကိုငွေကျပ်18000နဲ့တာရောင်းရမယ်လို့အကြံဖက်ဒုတိယစစ်ကောင်းဆောင်စိုးဝင်းကအမိန်ပေးလိုက်တယ်လို့တစ်ဖက်မှာလည်း ပြည်လက်မြေတွေကိုအမျက်တင်ရောင်းချမှုနဲ့စိုင်ပေါင်း62ဆိုင်နဲ့အတူပိုင်ရှင်၈ဦးကိုပါဖမ်းဆီးထားတယ်ဆိုပြီးစစ်ကောင်စီကပဲတရင်ထုတ်ပြန်ထားပါသေးတယ်။အဲ့ဒီလိုအကြံဖတ်တုတ္တရစစ်ကောင်ဆောင်စိုးဝင်းကပြည်လက်မြေဈေးတွေကိုမြင့်တင်မရောင်းဖို့အမိန့်ပေးလိုက်ပြီမဲ့တစ်ဖက်မှာတော့အဲ့ဒီဆောက်လုပ်ရေးဆိုင်ရာပြည်လက်မြေပါမစ်တန်ပါမစ်ကအစားအကြံဖတ်မင်းအွန်လိုင်းတာအောင်ပြည့်စုံကတာလုတ်ပိုင်ခွင့်တွေအများဆုံးရထားတာဖြစ်ပြီးစီးပွားရေးသမားတွေကပါမစ်လိုချင်ရင် အဲ့ဒီမင်းအွန်လိုင်းသားအောင်ပြေဇုံနဲ့စစ်ဘိုလ်ချုပ်ပြည်စီကနေပြန်ဝယ်ရတဲ့ဈေးကွက်ကြီးလည်းဖြစ်နေတယ်လို့ UMCCI အဖွဲ့ဝင်စီးပွားရေးအတိုင်းအဝန်ကပြောထားပါသေးတယ်ခင်ဗျာတဖက်မှာတော့မကွေးတိုင်းကံမမြို့နယ်ကအချက်ဖက်စကောင်စီရဲ့ရင်းနှသားရဲစခန်းကိုတော်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်မှုအတွေ့ရဲစခန်းမှုနဲ့အဖွဲ့ဟာလက်နက်ချမဲ့ပြောပြီးထွာပြေးသွားကြတယ်လို့ရဲတအုပ်ကသာအရှင်ဖမ်းဆီးရမိထားပြီးသူနဲ့တူလက်နက်ခဲယမ်းကားနဲ့ဆိုင်ကယ်တွေကိုပါတော်လန်ရေးတပ်တွေကသိမ်းဆီးရရှိထားတယ်လို့ တရက်ခဲအမှတ်၄ PDF တရင်တာဝန်ခံကိုမြက်ကရန်ကုန်ခေတ်တိကိုပြောပါတယ်ဖြစ်စဉ်ကတော့ဧပြီလ25ရက်နေ့ဖြစ်တဲ့မနေ့ကပဲကံမမြို့နယ်တရက်ကံမပြီးကားလမ်းမဘေးမှာရှိတဲ့အချက်ဖက်စကောက်စီရဲ့ရင်းနှသားရက်စကန်ကိုဒေါ်လာရေးပူပေါင်းတက်တွေကဝင်ရောက်တက်ခိုက်သိမ်းပိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခိုက်သိမ်းပိုက်မှုအတွင်းအဲ့ဒီရင်းနှသားရက်စကန်မှုမြက်သွင်းအောင်ဆိုသူဥဆောင်တဲ့အဖွဲ့ကလက်နက်ချမယ်လို့ဒေါ်လာရေးတက်တွေကိုပြောပြီးမှလက်နက်တွေနဲ့အတူကိုင်းတော်တဲကိုထွက်ပြေးသွားကြတယ်လို့ တော်လန်ရေးတပ်တွေကစကန်တွင်းဝင်ရောက်ရှင်းနေတဲ့အချိန်မှာတော့ရဲတပ်ဖွဲ့ဝင်တအုပ်ကသာအရှင်ဖမ်းဆီးရမိခဲ့ပြီးသူနဲ့အတူလက်နက်ခဲယံကားနဲ့ဆိုင်ကယ်တွေကိုပါတော်လန်ရေးတပ်တွေကသိမ်းဆီးရရှိခဲ့ပြီးတဲ့နောက်ရဲစကန်ကိုတော့မိရှုရှင်းနေခဲ့တယ်လို့တရက်ခဲအမှတ်လေးပီဒီအက်တရင်တာဝန်ခံကိုမြက်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ ကချင်ပြည်နယ်မြကြီးနားမြို့မှာအချမ်းဖက်စစ်ကောင်စီရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေပစ်လိုက်တဲ့လက်နက်ကြီးကြီးတွေဟာသူတို့စစ်တပ်လက်အောက်ခံနန်စီဒီယံဝန်ထမ်းတွေနေထိုင်ရာမလိခအင်ယာအတွင်ကြက်ရောက်ပောက်ကွဲသွားပြီးလူတဦးသေဆုံးသွားတဲ့အပြင်ဝန်ထမ်းအင်ယာလည်းကြီးစားထိမှန်ပျက်စီးမှုတွေရှိထားတယ်လို့ဒေသခံပြည်သူတွေနဲ့ KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဧပြီလ25ရက်နေ့ဖြစ်တဲ့မနေ့ကပဲမြကြီးနားမြို့မှာရှိတဲ့အချမ်းဖက်စစ်ကောင်စီရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့တဲ့အချိန် လက်နက်ကြီးကြီးတွေဟာသူတို့စစ်တပ်လက်အောက်ခံနန်စီဒီယန်ဝန်ထမ်းတွေနေထိုင်ရာမလိခအိမ်ယာအတွင်ပြန်လည်ကြောက်ရွံ့ပောက်ကွဲခဲ့တယ်ဆိုပါတယ်။အဲ့ဒီမှာလက်နက်ကြီးကြီးကြောက်ရွံ့ပောက်ကွဲမှုကြောင့်လူတအူးသေဆုံးသွားတဲ့အပြင်ဝန်ထမ်းအိမ်ယာတွေလည်းလက်နက်ကြီးကြီးစားတွေထိမှန်ပျက်စီးထားတယ်လို့မြကြီးနားမြို့နေပြည်သူတွေကပြောပါတယ်။လက်ရှိကချင်ပြည်နယ်မြကြီးနားမြို့မှာတော့ဗတိုက်ပွဲမှမဖြစ်ပဲအဲ့ဒီမြကြီးနားမြို့မှာရှိတဲ့အကြံဖက်စကောင်စီရဲ့မပခတက်ထက်ကနေဝိုင်းမော်ဘက်ကတိုက်ပွဲတွေအတွင်းကိုလက်နက်ကြီးနဲ့ဒရဇက်ပစ်ကူပေးနေတာတွေရှိပြီး အဲ့ဒီလိုသူတို့စစ်တပ်ဘက်ကပစ်တဲ့လက်နက်ကြီးကြီးတွေဟာသူတို့စစ်တပ်လက်အောက်ခံနန်စီတဲ့ဝင်းဒန်တွေနေထိုင်ရမလိခအိမ်ရအတွင်းကိုပြန်ပြီးကြက်ရောက်ပကွဲသွားတာသာဖြစ်တယ်လို့လေဒေတာကန်ပြည်သူတွေနဲ့ KIA3 ရင်းမိကပြောထားပါလိမ့်ခင်ဗျာတဖက်မှာတော့မကွေးတိုင်းကစလင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာပြန်တယ်အချက်ဖက်စကောင်စီတပ်စစ်ကြောင်းကိုတော်လှန်ရေးပူပေါင်းတပ်တွေကကြပြတ်တက်ခတ်ချေမိုးရမှာဇေကောင်စီဘက်ကစစ်ကြောင်းမှုအပါအဝင်ကိုအုပ်ထက်မနေကတော့အသီးသီးတိတ်ကုန်ကြပြန်တဲ့အပြင် တញ្ញရတဲ့သူတွေပါများသွားပြီးတဲ့နောက်စစ်ကြောင်းလဲရှစ်ဆက်မတူရတော့ပဲပြန်ဆုတ်သွားကြတယ်လို့ဗမာတက်တော်ပီတီအမှတ်3ဦးစီကုကေကြီးရုံကနေထုတ်ပြန်ထားပါတယ်ဖြစ်စဉ်ကတော့ဧပြီလ24ရက်နေ့ကပဲစလင်းမြို့နယ်အနောက်ဘက်ဝမ်ပြည့်ကျေးရွာကနေအောက်လိုင်းကျေးရွာဘက်စစ်ကြောင်းထိုးဝင်ရောက်လာပြန်တယ်အကြံဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့ဇေကောင်စီဘက်ကစစ်ကြောင်းမှုအပါဝင်6ဦးထပ်မနေကတော့အ သီးသီးသိကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းတော်တော်ကိုများသွားပြီသူတို့နဲ့ပါလာတဲ့တန်ချက်ကကားတစီးလဲလမ်းဘေးရေမြောင်းနဲ့ကိုထိုးချသွားပြီးတဲ့နောက်အထိနာသွားတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာသေသွားတဲ့သူတို့စစ်သားမပါအောင်တွေနဲ့ဒဏ်ရာရတဲ့သူတွေကိုပါဖောကားတွေနဲ့တင်ပြီးရှစ်ဆက်မတိုးရတော့ပဲပြန်ဆုတ်သွားကြတယ်လို့ဗမာတပ်တော် PDF အမှတ်30ဦးစီကုကဲရေးရုံးကနေထုတ်ပြန်ထားပါတယ်ခင်ဗျတဖက်မှာလေ မကွေးတိုင်းကစင်ပေါဝဲမြို့နယ်မှာရှိတယ်အချက်ဖက်စစ်ကောင်စီတပ်ရဲ့ကာကွယ်ရေးပစ္စည်းထုတ်ဆက်ယုံကပ္ပဆာ73ကိုတော်လန်ရေးပူပေါင်းတပ်တွေကတရခွန်မတ်မှာ short tight တုံးဆယ်လုံးနဲ့ပြစ်ခတ်တိုက်ခတ်ရမှာဆက်ယုံတွေကိုထိမှန်ပြီးပြက်စီးမှုတွေတော်တော်ကိုများထားတယ်လို့ BWN တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရှင်ကုန်ခစ်တေကိုပြောပါတယ်ဖြစ်စဉ်ကတော့ဧပြီလ25ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲ စင်ပေါဝဲမြို့နယ်မှာရှိတဲ့အချမ်းဖက်စကောင်းစီတက်ရဲ့လေရင်ဘုံဒီတွေကအစကြည်စံတွေအထိထုတ်တဲ့နေရာမှာအရေးပါတဲ့ကာကွယ်ရေးပစ္စည်းထုတ်ဆက်ယုံကပ္ပစ73ကိုတော်လန်ရေးပူပေါင်းတပ်တွေကတရက်ခွန်မှတ်မှာ short tight တုံး10လုံးနဲ့တက်ခတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီလိုတက်ခတ်မှုအတွေ့ short tight တုံးတွေဟာကပ္ပစ73တဲကအရေးပါတဲ့ primer ယုံအပါဝင်တခြားယုံတွေကိုပါထိမှန်ပောက်ကွဲသွားပြီးပျက်စီးမှုတော်တော်ကိုများထားတဲ့အကြောင်းကိုကနဦးသိထားရတယ်လို့ နောက်ဆက်တွဲအခြေအနေတွေကိုဆက်လက်စုံစမ်းနေပါတယ်လို့လည်း BWN တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာအခုတစ်ခါဆက်ချင်တာကတော့ထိုင်းနိုင်ငံကကချနာပူရီခရိုင်မှာတရားမွေမြန်မာ16ဦးလိုက်ပါလာတဲ့ကားကိုထိုင်းရဲကလိုက်ဖက်တဲ့အချိန်မောင်းပြေးရင်းနဲ့မြစ်ထဲကျပြီးမြန်မာ16ဦးလုံးအဖမ်းခံရသလိုစမှုစခွန်ဒေတာမှာလည်းတရားမွေဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား6ဦးကိုဖမ်းဆီးရမိထားတယ်လို့ထိုင်းအာဏာပိုင်တွေကသတင်းထုတ်ပြန်ထားပါတယ်။ ဖြစ်စဉ်ကတော့ထိုင်းနိုင်ငံရဲ့စမှုစခွန်ဘက်မှာဆိုရင်ဧပြီလ25ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲအင်စီကတစီကိုတိုင်းရဲတွေကတားဆီးဆစ်တဲ့အချိန်တရားမွေဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား6ဦးကိုဖမ်းဆီးရမိခဲ့တယ်ဆိုပါတယ်။ဒါအပြင်တပ်ဖက်ကထိုင်းနိုင်ငံကချနာဘူရီခရိုင်မှာလည်းတရားမဝင်မြန်မာရွှေပြောင်းအလို့သမားတွေစီးနင်းလာတဲ့ကတစီကိုထိုင်းရဲတွေကလိုက်ဖမ်းတဲ့အချိန်ထွက်ပြေးရင်းနဲ့ကားကမြစ်ထဲကိုထိုးချသွားပြီးတဲ့နောက်တရားမွေဝင်ရောက်လာတဲ့မြန်မာ16ဦးစလုံးကိုဖမ်းဆီးရမိခဲ့တယ်လို့ထိုင်းအာဏာပိုင်တွေကထုတ်ပြန်ထားပါတယ်။ အဲ့ဒီကားနဲ့ပါလာတဲ့မြန်မာတွေဟာရန်ကုန်ကဖြစ်တယ်လို့လဲဆိုထားပြီးသူတို့ဟာနေဆက်ကနေထိုင်းနိုင်ငံကိုဝင်ရောက်လာတာဖြစ်တယ်လို့ထိုင်းနိုင်ငံတည်းဝင်ရောက်ဖို့အတွက်ပွဲစားကတဦးကိုထိုင်းဘတ်ငွေ8500ပေးခဲ့ရတယ်လို့လဲပြောထားကြပြီးရင်မောင်းကတော့လွတ်မြောက်သွားတယ်လို့လဲထိုင်းအနာဘိုင်တွေရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရေုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ